တို့မေးလိုက်ရင်အက်ကနေဒုံးမြန်ကြီးအကုန်ငားရတယ်ဘလောက်ကြီးတဲ့အဖွဲ့ကြီးတယ်လဲနိုင်ငံမှာနိုင်ငံကမှရှိပါတယ်အခုချိန်မှာဆိုရင်ဒီ reset body orient ကပို့ပြီးတော့ကျွန်တော်တို့အကုန်လုံးလှုပ်တင်နေလို့ဘာဖြစ်လို့လဲဆိုအပြင်မှာဒီဈေးစကားတွေကလည်းအရင်များတာဖြစ်တဲ့အတွက်လေခက်လက်လက်ပဲပြောပြောခက်သေးသေးပဲပြောပြောခက်ကြီးကြီးပဲပြောပြောဒီကတော့လုံရဲတယ်လုံတက်တယ်ဂိုင်းတက်တယ် risk ယူရဲတယ်စသဖြင့်ဒီလို characteristic တွေနဲ့တော့ပြည်စုံတဲ့လုပ်ငန်းတွေကတော့အလုပ်ဖြစ်ပါခွင့်လန်းတွေရှိနေခွင့်လန်းတွေကတော့ရှိနေအောင်ပါပဲပြောချင်တာတော့စဉ်းစားတတ်တယ်ကိုယ်ပေါ်မှာပဲမူတည်တာပေါ့ခွင့်လန်းမြင်တယ်ခွင့်လန်းကိုမြင်တယ်အဲ့ခွင့်လန်းကိုအခွင့်ရေးဖြစ်အောင်ပြောသွားမှာဒီချိန်ကြီးကတော့ပြောရင်တော့ဇာကားတကားနဲ့ပြောရင်ဒါတန်ဖိုးအမြင့်ဆုံးပဲဒီတန်ဖိုးမှာမျက်ရည်တွေထွက်မယ်နှက်တွေထွက်မယ် ိမျက်ရည်ရောနှက်ရောထွက်မှအဆင်ပြေမယ်အခုတို့ဒီ run နဲ့ free ထဲမှာဆိုရင်ဗျာလုပ်ငန်းအမျိုးအစားတွေရောဘလို့အမျိုးအစားတွေရှိလဲဆိုတာလေတချက်ရောရှင်းပြပေးပါဦး အဲ့တော့ rental fee လို့ပြောတော့လေအဲ့တော့မင်းကနည်းကောင်းစင်ရကြီးတော့အဲ့တော့ကျေလဲကျေပါတယ်အဲ့တော့ rental လို့ပြောရင်အဲ့တော့လုပ်ငန်းမျိုးအစားတွေကအများကြီးပါအဲ့တော့ application လိုက်ပေါ့လေအဲ့တော့နိုင်ငံတကာမှာတော့ application တွေကစုံနေထိုနည်းနဲ့ကောင်းမဲ့ဒီ application နဲ့လိုက်ရောညီထွေးတယ်ပေါ့နော် attachment တွေ machine တွေ နော်အများကြီးပဲအဲ့တော့တခြားဖွဲ့စည်းတွေတခြားနိုင်ငံတကာမှာဆိုရင်တော့ specific ဖြစ်တယ်ပေါ့ဗျာပြောရင်တော့ agriculture ကိုပဲစတာအတွက်ကျွန်တော်တို့ကထွန်စက်တွေငှားမယ်ရေသိမ်းချွေလေးစက်တွေငှားမယ်အဲတချို့ကလည်းမဟုတ်ဘူးတချို့ကတော့ infrastructure ပေါ့တော့ infrastructure ကို target ထားတယ်အဲ့တော့ target ထားတဲ့အခါကျတော့သူစီမံရှိတဲ့ fleet တွေကဒီ infrastructure ကိုစောက်တဲ့ fleet တွေ ြောရင်တော့တခါတည်းအော် concrete လုပ်ငန်းဆိုရင်ဘုံပန်တွေပါမယ်ဆိုရင်လည်းကောင်းမယ် mixer တွေပါမယ် plan တွေပါတယ် theory တို့ကျွန်တော်တို့အော် concrete ဖြောတဲ့ကောင်းတွေပါတယ်စသဖြင့်ပေါ့နော်အဲ့တော့ application တွေကိုရတယ်နိုင်ငံတကာမှာတော့ထိုနည်းလည်းကောင်းမယ်စက်တီရဲ့သူ့ရဲ့ application alike ပေါ့ကွဲပြားတဲ့အစတွေအများကြီးပဲအဲ့တော့ကျွန်တော်တိတိတိတဲ့ဟာပေါ့အဲ့တော့တချို့ဆိုရင် မီးစက်ခက်သေးသေးလေးဟုတ်ကဲ့အဲ့ခက်သေးသေးလေးရစားပြီးတော့သူ့မှာအကုံရတယ်ဥမာပြောရင်မြန်မာကီနန်လို့ပေါ့နော်အကုံရတယ်သူ့ရဲ့ကတလောက်ကို product line ကိုကြည့်ရင်မီးစက်ခက်သေးသေးလေးတွေပါတယ် module တွေပါတယ်ရုံးယာယီအဆောက်အုံသုံးအောင်သုံးလို့ရတဲ့ဟာတွေပါတယ် aircon တိုက်တွေပါတယ်တခါတည်းဒီကောင်ကို trailer နဲ့တခါတည်းတယ်လာတယ်လာပြီးရင်တခါတည်း one stop service ပဲ one solution ပေးတာ ်ရင်တော့ရင်တော့ခေါ်တဲ့သူဒီရန်ကုန်လမ်းညုံလိုမျိုးပေါ့ဟုတ်တယ်အဲ့တော့ပြောချင်တာကတော့လေသူတို့မေးလိုက်ရင် အက်ကနေဒုံမြန်ဒီအကုန်ငှားရတယ်ဒီလောက်ကြီးတဲ့အဖွဲ့အစည်းတွေလည်းနိုင်ငံတကာနိုင်ငံတကာမှာရှိပါတယ်သို့တော့မြန်မာပြည်အနေနဲ့ပေါ့နော်အဲ့တော့မြန်မာပြည်အနေနဲ့ပြောရရင်တော့ယနေ့အမျိုးစုံအဖွဲ့အစည်းကြီးကြီး free ထဲမှာစက်တီအများကြီးနဲ့ငားရဲနဲ့အရင်တော့ဆိုရင် UMG တို့ရှိမယ် 2 elephant စင်ကောင်တို့လို့အဖွဲ့တွေရှိမယ်နော် FUB အဲ့ဒါလို့အဖွဲ့တွေလည်းရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကလုပ်ငန်းလုပ်တယ်ကိုပိုင် project ရှိတယ်အဲ့တော့ဒီကိုပိုင် project အတွက်ဝယ်ထားတာကတော့သူ့ project အတွက်ဝယ်ထားလားသူ့လုပ်ငန်းအတွက်ဝယ်ထားလားသို့တော့သူ့လုပ်ငန်းကအားတယ်နားတယ်ဆိုတဲ့အခါကျရင်ဒီ fleet တွေကိုဈေးဝယ်တွေကိုထွက်ငှားတာရှိတယ်ဒါလည်းလက်ရှိ မြန်မာပြည်ဈေးကွက်ထဲမှာလက်ရှိလုံးနေတဲ့အားပေါ့နော်သုံးကတော့ကျွန်တော်တို့လိုခက်လက်လက်ပေါ့ဟုတ်အဲကျွန်တော်တို့လိုခက်လက်လက် machine fleet ထဲမှာထိုက်တဲ့နဲ့ဆက်ရည်တွက်ရှိတယ်အဲတော့ကျွန်တော်တို့ကကြတော့ဈေးကွက်ကိုဟို target customer ယူရေးသွားတယ်အကောင်းဆုံး service ပေးမယ်စသဖြင့်ခက်လက်လက်ပေါ့ခက်လက်လက်ငှားကုန်နေရှိတယ်နောက်တစ်ခုကတော့မဟုတ်ဘူးတနိုင်တစ်ပိုင်းပေါ့အော်တနိုင်တစ်ပိုင်း ဇလီတစည်းနဲ့သူ့ရဲ့ပတ်ဝန်းကျင်ပေါ့သူတီရှိရဲ့ station လောက်ထားတဲ့ပတ်ဝန်းကျင်ထားပါတော့ဗျာကျွန်တော်တို့ကပဲခူးပေါ့ဆိုတော့ပကိုးဆိုရင်ပကိုးရဲ့သူ့ရဲ့ပတ်ချာလဲသူ့ရဲ့ပတ်ဝန်းကျင်အဲ့ဒီပတ်ဝန်းကျင် तू ကသူ့ရှိရဲ့တနိုင်တစ်ပိုင်းနဲ့တစည်းရှိတစည်းနှစ်စည်းရှိနှစ်စည်းဒါလေးနဲ့သူဒီဝင်ဆောင်မှုပြီးအဲ့တော့ဒီလိုဟိုဘာလည်းရှိအဲ့တော့ဒီလိုလုပ်ငန်းလုပ်နေတဲ့သူတွေလည်းရှိတယ်တို့ပြောကြင်တာကလေအဲ့တော့အချုပ်ပေါ့ဗျာဟုတ်ကဲ့ အဲ့တော့ဈေးကွက်ကိုချုပ်ရရင်ကုမ္ပဏီခက်ကြီးကြီးနဲ့ပုံစံတကြနဲ့ free တွေအများကြီးနဲ့လုပ်နေတဲ့ဈေးကွက်ကိုဥဆောင်သူတွေရှိတယ်။နှစ်ကတော့ဆရာကျော်တို့လိုကျွန်တော်တို့လိုကုမ္ပဏီခက်လက်လက်နဲ့ကျွန်တော်တို့လိုချင်တဲ့ customer ကျွန်တော်တို့ရလိုချင်တဲ့ return နဲ့ကိုက်ညီတဲ့ customer တွေကိုဝန်ဆောင်မှုပေးနေတဲ့အဖွဲ့တွေရှိတယ်။သုံးကတော့ကိုယ်ပိုင် project ပေါ့နော်။ကိုယ်ပိုင် project ဝယ်ထားတဲ့ ိုပိုင် project အတွက်ဝင်လာတဲ့စက်တွေအဲ့စက်တွေက project တွေနားလို့ project တွေအားလို့မလို့မလို့ရခင်စက်ကြားဈေးွက်တွေကိုထွက်လာတယ်။ဟောဒီနေရာမှာလဲသူတို့ဒီဈေးွက်တွေကိုတော့ professional ပေါ့အဲ့ဒါ indict အားလိုက်ဝင်ငါတော့မဟုတ်ဘူး။ तू ကတော့ तू လက်တင်ရပေါ့။အာ तू မိတ်ဆွေအာလိုတယ်။ तू စက်ကလည်းအားနေရဲ့မင်းယူသုံးကွာမင်းကုမ္ပဏီ။ဒါမှမဟုတ်ဘယ်နဲ့ဒီကုမ္ပဏီချင်းချင်းပါတနာဖြစ်တယ်မိတ်ဆွေဖြစ်တယ် ညီကိုဖြစ်တယ်ပေါ့အဲ့တော့ရော့ကွာငါစတိပိုတယ်ငါမျိုးယူသုံးလိုက်အဲ့ဒီလူမျိုးငားရနေတာလည်းရှိတယ်နောက်ဆုံးကတော့တနိုင်းတစ်ပိုင်းပါနော်တနိုင်းတစ်ပိုင်းတစည်းစားနှစ်စည်းစားဒီကနေမှ3-5စည်းဈေးကွက်တွေကိုသူ့ရဲ့ station ရှိတဲ့နေရာနေပြီးတော့ဝင်ဆောင်မှု ပေးနေတာလည်းရှိပါတယ်ဒါတော့ဈေးကွက်ကိုကျွန်တော်တို့အကြမ်းမြင့်အဖြစ်ပိုင်းခြားတာပေါ့နော်ဟုတ်ကဲ့ ခုချိန်မှာဆိုရင်ဒါဆိုတနိုင်တစ်ပိုင်းတို့အကိုတို့လူဒီခက်လက်လက်ဟိုလုံလောက်ကင်နေတဲ့လုပ်ငန်းရှင်တွေကတော့အခုချိန်အနေထားနေသလိုချင်းအခွင့်လန်းနေရတော့ပို့ပြီးတော့များနေမယ်လို့အဲ့တော့ပြောရရင်တော့ဗျာကိုဟိုရှေ့ရစကားပဲကျွန်တော်တို့ကပြန်ကောက်အောင်အဲ့တော့ဘာပြန်ကောက်ရမလဲဆိုတော့ခက်လက်လက်ပဲပြောပြောခက်သေးသေးပဲပြောပြောခက်ကြီးကြီးပဲပြောပြောပေါ့နော်တကယ်တော့ လုံရဲတယ်လုံတက်တယ်ဂိုင်းတက်တယ် risk ယူရဲတယ်စသဖြင့်ဒီလို characteristic တွေ ਨੇ ပေါ့တော့ပြည့်စုံတဲ့လုပ်ငန်းတွေကတော့အလုပ်ဖြစ်ပါခွင့်လန်းနေရှိနေခွင့်လန်းနေရတော့ရှိနေအောင်ပါပဲပြောချင်တာတော့စဉ်းစားတက်တယ်ကိုယ်ပေါ်မှာပဲမူတည်တာပေါ့ခွင့်လန်းမြင်တယ်ခွင့်လန်းကိုမြင်တယ်အဲ့ခွင့်လန်းကိုအခွင့်အရေးဖြစ်အောင်ပြောင်းတက်တယ်ဟုတ်ကဲ့အဲ့ခွင့်အရေးကိုလည်းအလုပ်ဖြစ်အောင်ဆောင်ရွက်တက်တယ် အလုတ်ဖြစ်အောင်ဆောင်ရွက်တတ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကလေအလုတ်ဖြစ်တယ်ဆိုတဲ့ဇာတ်ကားလေးကျွန်တော် highlight လုပ်ချင်တာလူတွေကခိုင်ကြရင်အလုတ်တွေရှုံနေတာအလုတ်မဖြစ်ဘူးဒီကဟိုဟာပေါ့ activity activity base များနေတာတကယ်တမ်းတော့ reserve base ဖြစ်ရမှာပေါ့ဟိုလက်ခံပါလေပေါ့ဘာပဲဆိုတော့အဖွဲ့အစည်းတိုင်းက reset oriented ခေါ်တာ reset oriented ဖြစ်ရအောင်အဲ့တော့သူတွေကတချို့ဟာတွေက activity တွေတွေ့နေတယ်အောက်ကန်းက reset မထွက်လာဘူး ရစက်မရှိဘူးရစက်မရှိဘူးအဲ့တော့ဟိုနားလောက်တယ်ဒီနားလောက်တယ်ဟိုနားသွားလောက်ဒီနားလောက်နှစ်ကုံလို့စရင်ချုပ်ရင်ကြီးတဲ့ခါကျတော့ရစက်မရှိဘူးအလုတ်ကတော့လုံနေရတယ် profit မဖြစ်ဘူးအလုတ်ကတော့လုံနေတာပဲဘာတွေကြောင့်အလုတ်များနေမှန်းကိုမသိတာလုတ်တွေကတော့ပြာထွက်နေတာပဲစက်တွေကလည်းအကုန်တသီးမှမအားစက်တွေကလည်းကြီးလိုက်ရင် channel မအောင်ဘူးမရှိဘူးသို့တော့ပြန်ဝင်လာတော့စက်တွေကအသက်ကြီးလာတယ်စက်တွေပြန်ရောက်လာတယ်သို့တော့ financial တော့ပြီးတော့ account တော့ဖတ်ကြည့်တော့ဒီမှာနေရနေပြီနှုတ်တွေပြနေပြီအဲ့တော့ကုမ္ပဏီကကြည်လိုက်ရင်တော့အလုပ်တွေကောင်းနေတာလို့မြင်တာသို့တော့ report မှာကြည်လိုက်ရင်အကုန်လုံးကခါရနေရနေတာအဲ့တော့ပြောနေတာကအလုပ်များဖို့ထက်အလုပ်ဖြစ်ဖို့လို့ဟုတ်ကဲ့အလုပ်ဖြစ်ဖို့လို့အဲ့တော့ reset oriented ဖြစ်ဖို့လို့အဲ့တော့ကျွန်တော်တို့သင်ကြားခံလိုက်ရတာပါကျွန်တော်တို့ဆိုအယောင်းသမားပဲ မင်း visit ဘလောက်သွားနေလဲမင်း customer ကိုဘလောက်ပြောနေတယ်လဲဆိုတာအထက်လောက်ကိုရင်မင်း contract ဘယ်နှခုချုပ်ပြီးသွားပြီလဲငယ်တကကမင်း contract ဘယ်နှခုချုပ်ပြီလဲမင်းဘယ်နှစီရောင်းပြီးသွားပြီလဲ reset oriented ဖြစ်ဖို့လိုတယ်အဲ့တော့ reset oriented မဖြစ်ရင်တော့ဒီဖွဲ့စည်းသည် grow ဖြစ်ဖို့မဖြစ်နိုင်ဘူးဟောပြည်ပြည်နဲ့ grow ဖြစ်ဖို့မဖြစ်နိုင်အဲ့တော့ချိုးရီအလုပ်တွေများတယ်ပါဝါတွေကုန်အခုချိန်မှာဆိုရင်ဒီ ရက်ဇက်ပိုရီအိုရီယန်တက်ကပို့ပြီးတော့ကျွန်တော်တို့အကုန်လုံးလှုပ်တင်တယ်လို့ဘာဖြစ်လို့လဲဆိုအပြင်မှာဒီဈေးစကားတွေကလည်းအရန်များတာဖြစ်တဲ့အတွက်လေလှုပ်တင်တာထက်ဖြစ်ကိုဖြစ်နေဖြစ်ကိုဖြစ်ရဖြစ်ကိုဖြစ်နေရပြီဘာဖြစ်လို့လဲဆိုတော့ cost တွေ expand တွေအဲ့တော့လှုပ်တင်နေဆိုနောက်ကျနေပြီဒီအချိန်ကတော့လေ reset audience တဲ့မဖြစ်ဖြစ်အောင်လုပ်ရအောင်ပါသိလားမဖြစ်ဘူးလားမဖြစ်ဘူးဆိုရင်ဒီ fee မဖြစ်ဘူးဆိုရင်နောက် fee ချိန်ရအောင်ပါ နောက်တစ်ခုဆန်းရတော့မယ်ဒီလိုမှမဟုတ်ရင်တော့ result ကလည်းမဖြစ်ဘူးကြည်နေတယ်သိလားသို့တော့ငါတော့လုံးတင်နေပြီမဟုတ်တော့ဘူး you must do it ပဲ you must do it right now မယ်မလို့ရင်ကျွန်တော်တို့ကြံရမယ်မလို့ရင်ကျွန်တော်တို့ကရှင်းပြောရင်ခုနရေညွှန်းတယ်လို့ပဲမုံတိုင်းနဲ့ဖြတ်နေတာตายရတဲ့လေးညင်းလေးတွေတိုက်နေတာမဟုတ်ဘူးမုံတိုင်းဖြတ်နေတာ လေရလဲပေါက်နေပြီလေရလဲပေါက်နေတယ်ရေတွေရလဲဝင်နေပြီလဲဝင်နေတာရွက်ကလည်းတခါတည်းကျိုးနေပြီရွက်တိုင်ကလည်းမရှိတော့ဘူးဒီမှာလက်တွေကလည်းဝင်လော်နေရသေးတယ်အချိန်တွေကလေထဲမှာပါတဲ့အကုန်တီးမှန်ပါတယ်အကုန်လုံးကတက်ညီလက်ညီနဲ့အကုန်လုံးလုံးနေမှသာကျွန်တော်တို့ကအဆင်ပြေအဲ့တော့ real power ဆိုရဲလေကြီးရှေ့ရောက်ဖို့က real power မှာဥဆောင်သူတွေရော real power မှာဥဆောင်သူတွေရဲ့နောက်ကလိုက်ရတဲ့ဖွဲ့စည်းတွေကပါဝင်သူတွေရော အကုန်လုံးကတက်ညီလက်ညီပဲလော်တဲ့လူကလော်မယ်ရေခတ်တဲ့လူကခတ်မယ်တက်ကိုင်းတဲ့လူကကိုင်ရမယ်အရှိကိုကြည့်ရတဲ့လူကကြည့်ရမယ်ဒါမှအတန်လင်းတိုက်နေတဲ့မုံတိုင်းကျကျွန်တော်တို့ကလွတ်မှာဟုတ်ပါအဲ့မှာလေကြော်ဖြတ်နိုင်လို့စာပိုင်လေးဖြစ်မှာဟုတ်တယ်ဒါကတော့ဘယ်လုပ်ငန်းမဆိုဒီလိုပဲသွားအောင်ပါဒီချင်းကတော့ပြောရင်တော့ဇာကားတကားနဲ့ပြောရင်ဒါတန်ဖိုးအမြင့်ဆုံးပဲဒီတန်ဖိုးမှာမျက်ရည်တွေထွက်မယ်နှက်တွေထွက်မယ်အဲ့မျက်ရည်တွေရောနှက်တွေရောထွက်မှာစိ ဒီဆက်အပြင်အိုက်ဆက်ရဲ့နောက်ကပြရတဲ့ service ပေါ့ကျွန်တော်တို့ကဟိုဆက်ကိုမှားလိုက်တာမဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ဝန်ဆောင်မှုကို sales လုပ်တာရောင်းတာကျွန်တော်တို့ customer တွေအဓိကလိုချင်တာကတော့နိုင်နေနေစီလာနဲ့တသာနိုင်ရလဲနေရမယ်တောင်းတိုင်းရလဲနေရမယ် operator လဲလက်ကလဲတွတ်ပြီးရှင်းတောင်းလိုက်မယ်ဖုန်းလေးနဲ့ဆက်ပေးလိုက်မယ်ဒီဘွဲ့တော့3သိန်းခွဲဒီဘွဲ့တော့3သိန်း3000ဒီဘွဲ့တော့3သိန်း2000 ။ on paper ပေါ်မှာကြည့်လိုက်ရင်တော့အဲ့ရောက်သုံးနေငါးပေါင်းပေါ့။ဟုတ်လား။ဒီရကချာကဟိုလွှဲနေတယ်လို့တော့ကျွန်တော်ထောက်ပြချင်တယ်